ျွန်နွန်းနာမည်ကဟင်နရီပါ အသက်85နှစ်ရှိပါပြီ။စားရိုက်မှာအလုံးလုံးခဲ့တာပါ။အငင်းစားယူပြီးတဲ့နောက်မှာကျွန်တော်အိမ်ကတဖြည်းဖြည်းတိတ်ဆိတ်လာပါတယ်။သားသမီးတွေလည်းသူတို့ဘဝနဲ့သူတို့ဖြစ်လာတော့ပြောင်းရွှေ့သွားကြပါပြီ။ အိမ်မှာတယောက်တည်းပြင်းနေတတ်တာကြောင့်မနက်တိုင်း9:55မှာလာတဲ့ကားကိုစီးပြီးမြို့ရဲကဘတ်စကားဂိတ်မှာခဏသွားထိုင်နေတတ်ပါတယ်။ပလတ်စတစ်ထိုင်ကုန်တွေမိတုမိတုမီတွေတခါတလေခက်ဆူးဆူးဝင်လာတဲ့ကော်ဖီနက်တွေကလွဲပြီးထူးခြားတာဘာမှမရှိပါဘူး။လူတွေပဲရှိတာပါ။ဒီမှာပဲကျွန်တော်သူမကိုစတွေ့ခဲ့တာပါ။သူမနာမည်က Clara ပါ။ ူမအသက်က80ကျော်လောက်ရှိပြီထင်ပါတယ်။အမြဲတမ်းတောင့်တနေရမှာတယောက်တည်းထိုင်ပြီးအယောင်တောက်တောက်နေရောင်ခြိစားနဲ့သုံးမွေးထိုးနေတတ်ပါတယ်။သူ့မျက်လုံးတွေကမိတ်ထားပေမဲ့သူ့လက်ချောင်းတွေကခြေပေါ်မှာမောင်ဆန်လိုလှုပ်ရှားနေတတ်ပါတယ်။တခုသောအင်္ဂါနေ့မှာသူ့ခြေတွေရှုပ်ထွေးကုန်ပါတယ်။သူမအဆရှာမတွေ့တော့သလိုဖြစ်နေပြီးဘာလို့ရမှန်းမသိဖြစ်နေပုံရပါတယ်။ကျွန်တော်သူ့နားကိုရှောက်သွားပြီး ကူညီလို့တလားလို့မေးလိုက်ပါတယ်။သူကပြုံးလိုက်ပြီးအော်ကျေးဇူးတင်လိုက်တာရှင်။ကျမမျိုးလုံးနဲ့မကောင်းတော့တာကြားလာပြီလို့ပြောပါတယ်။ကျွန်တော်ကရှုပ်နေတဲ့ခြေခွင်းတွေကိုရှင်းပြလိုက်တယ်။ရိုးရိုးလေးပါပဲ။စိတ်တော့နည်းနည်းရှည်ရတာပေါ့။တိတ်တော့မကြလိုက်ပါဘူး။ကျွန်တော်ထွက်သွားဖို့လှည့်လိုက်တော့သူမကညံ့တာစွာနဲ့လာပြီးကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။လူများစုကဒီတိုင်းအနာကဖြတ်သွားကြတာလို့ပြောပါတယ်။ကျွန်တော်တို့ဘီနာကခုံမှာဝင်ထိုင်လိုက်ပါတယ်။အမြဲလာလေးရှိလားလို့မေးတော့သူမကနေတိုင်းပဲလို့ဖြေပါတယ်။ဘတ်စကားစီးကျင်လို့တော့မဟုတ်ပါဘူး။စူညံနေတဲ့အတန်တွေကြားကျင်လို့ပါ။စူညံနေတဲ့အတန်တွေလားလို့မေးလိုက်တဲ့အခါမှာဘာတမ်းပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့လူတွေရဲ့အတန်တွေကိုပူကြားခြင်းပါတယ်။ကျမရဲ့တိုက်ခန်းကတိတ်ပြီးတိတ်ဆိတ်နေတယ်။ကျမရဲ့ယောက်ျားကဆုံးသွားပြီ။မိတွေကလည်းလာလေတာနဲသွားပါပြီ။သူမကစကားကိုခဏရပ်ပြီးဆက်ပြောပါတယ်။ဒီနေရာရောက်မှ ရေတံတွင်ကလေးရင်ဖြစ်တံတွင်တယောက်ယောက်ကအလိုမကျတဲ့အတံတွင်ကြားရတယ်။ကျမတယောက်တည်းလို့မခံစားရတော့ဘူးပေါ့။သူ့အတံကနည်းနည်းလေးတုံလာတယ်။ကျွန်တော်ရဲ့ရင်ကိုနာကျင်စေတယ်။အိမ်တိအိမ်မှာလွတ်သွားတဲ့နေရာရဲ့တိတ်ဆိတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုကျွန်တော်လည်းသိနေတာပဲလေ။နောက်တစ်နေ့မှာကျွန်တော်သတင်းစာယူလာခဲ့ပါတယ်။ကလရာလို့ပြောပြီးခမည်းကျွန်တော်ကိုမိတ်ဆွေအဖြစ် လက်ခံမယ်ဆိုရင်တည်င်းစာကျွန်တော်ဖတ်ပြမယ်လို့ပြောလိုက်ပါတယ်။သူ့မျက်နှာလေးကတော်ရလာဝန်းလိုတောက်ပသွားပါတယ်။ဒါနဲ့ကျွန်တော်သူမကိုတည်င်းစာတွေကအာကစားတည်င်းမိုးလီဝတာတည်င်းပြင်းစရာကောင်းတဲ့မျိုးတော်ကောင်းစီအကြောင်းတွေပါဖတ်ပြခဲ့ပါတယ်။သူမကမိကုနေမေးတယ်။ခေါင်းညိတ်မယ်။မိုးရွာနေလား။မိုးတံကို ကျမချစ်တယ်။စသဖြင့်ပေါ့။ ဇန်နဝါရီနေ့တရက်မှာတော့အသားညက်ပေါမုံဆိုင်ကမာကိုဆိုတဲ့ကောင်လေးကပါကျွန်တော်တို့နဲ့ပူးပေါင်းလာပါတယ်။သူကတရက်လေးပဲဒိတ်လွန်သွားတဲ့ကိမှုလေးတွေယူလာပေးပါတယ်။ကျွန်တော်အဖွားကအိမ်မှာသူ့အပင်တွေနဲ့စကားပြောတယ်လို့ရေပြီးပြောပါတယ်။ဦးနဲ့တော်တော်တို့ကတော့လောကကြီးနဲ့စကားပြောနေတာပေါ့တဲ့။ပြီးတော့ ဆာရာဆိုတဲ့သူနာပြုဆီယာမလေးတယောက်လဲအလုစင်းချိန်မှာကျွန်တော်တို့နဲ့အတူလာထိုင်ပါတယ်။သူမကသူမရဲ့နေစဉ်အကြောင်းတွေကိုပြောပြပါတယ်။ဒီနေ့မစ္စတာချင်ကင်တယောက်နောက်ဆုံးတော့တက်တာလာပါပြီလို့သူမရဲ့နေစဉ်ဘဝတွေကိုပြောပေမဲ့ဝမ်းနဲ့စရာအပိုင်းတွေတော့မပါပါဘူး။စိတ်ချမ်းသာစရာကောင်းတဲ့အပိုင်းတွေကိုပဲပြောပြခဲ့တာပါ။ ဘတ်စကားကြီးရဲ့တောင်းလေးကကျွန်တော်တို့ရဲ့ကိုပိုင်နေရာလေးဖြစ်လာခဲ့ပါတယ်။လူတွေကအဲ့ဒီနေရာကိုစကားပြောကလပ်လို့ခေါ်ကြပါတယ်။ကျွန်တော်တို့ဘာမှတကူတကဖန်နေခဲ့တာမရှိပါဘူး။တယောက်နဲ့တယောက်အဖို့ဖြစ်ရှိနေပေးခဲ့ရုံပါပဲ။ဒီနေ့တော့ကျွန်တော်တို့ရဲ့စကားပြောကလပ်ကိုကလရာရောက်မလာတော့ပါဘူး။တရက်ဆောင်၊နှစ်ရက်ဆောင်နဲ့သုံးရက်ကြာသွားပါတယ်။ကျွန်တော်စိတ်ပူပန်စွာနဲ့ လက်မှတ်ရောင်းတဲ့အမျိုးသမီးကို သူမတရင်အကြောင်းတွားမိကြည့်ပါတယ်။သူမကအုပ်လမ်းမှာနေတာလို့နေရလေးစာပြောပြပါတယ်။အိမ်မှာချော်လဲတာသူ့ရဲ့တင်ပစုံရိုးနာသွားတယ်။ဘတ်စကမစီးနိုင်တော့ဘူးတဲ့။စိုးရင်စီတဖြစ်သွားပါတယ်။ကျွန်တော်ချက်ချင်းသူမတိုက်ခန်းကိုလိုက်သွားပါတယ်။တိုက်ခန်းကအနှဲငယ်ဟောင်းနှွမ်းနေပြီးဆေးတွေကွာနေတဲ့နေရာလေးပေါ်သူ့အိမ်တကားကိုတော့ အင်းကြီးချင်းတယောက်ကဖွင့်ပေးခဲ့တာပါကလရာကအတွင်းမှာရှိနေပါတယ်လူကတော့အကောင်းမှာသူ့ထိုင်ကုန်မှာပဲညီညီလေးထိုင်ပြီး TV ကိုကြည့်နေပါတယ်ကျွန်တော်အိမ်ထဲကိုဝင်သွားပြီးသူမအနားလိုရောက်တဲ့အခါမှာတိတ်ဆိတ်မှုကပြန်ရောက်လာပြီလို့သူမကတိုးတိုးလေးပြောပါတယ်အိမ်နောက်မှာဆက်ပြီးအရင်ကထပ်ပိုဆိုးတယ်လို့ပြောပါတယ်ကျွန်တော်စဉ်းစားတော့ပါဘူးသူမကိုချက်ချင်းပြောလိုက်ပါတယ်ဒါဆိုရင်တော့ စကားပြောကလပ်ကိုဒီနေရာပြောင်းလာပြီလို့ပြောလိုက်ပါတယ်။မာကိုကိုဖုန်းခေါ်လိုက်တယ်။ဆာရာကိုလည်းဖုန်းခေါ်လိုက်တယ်။ဘတ်စကားဂိတ်ကိုအမြင်လာတတ်တဲ့နောက်ထပ်နှစ်ယောက်ကိုလည်းဖုန်းခေါ်လိုက်ပါတယ်။နောက်တစ်ပတ်အင်္ဂါနေ့မှာတော့ကျွန်တော်တို့အားလုံးကိမှုန့်တွေသတင်းစာတွေဆာရာရဲ့သူများပြုလက်အိတ်ကလရာရဲ့တင်မကအစ်စ်ကိုစစ်ဆေးဖို့အတွက်လို့သူပြောပါတယ်။အဲ့ဒါတွေနဲ့ကလရာရဲ့တက်ခန်းရှိရာကိုရောက်လာခဲ့ကြပါတယ်။ မာကြောတဲ့ဧကန်ကထိုင်ကုန်တွေပေါ်မှာထိုင်ကြပါတယ်။မာကူက ရုပ်ပြစာအုပ်တွေဖတ်ပြတယ်။ဆာရာကပလိဆိုင်ယုံကထွက်ပြေးသွားတဲ့ပင်ကွင်းလေးအကြောင်းကိုအားသလုပ်ပြီးပြောပြတယ်။ကျွန်တော်ကအကစားရမှတ်တွေဖတ်ပြတယ်။ကလရာကတော့လက်ချောင်းတွေကိုတစ်ဖြက်ဖြက်လှူရှားပြီး ကျွန်တော်တို့အားလုံးအတွက်အနီရောင်တော့ချိတ်လေးတွေထိုးပေးပါတယ်။သူ့အင်ဂျင်တွေကလည်းမရောမလဲလာကြည့်ကြတယ်။ ြီးတော့လာပူးပေါင်းကြပါတယ်။ဘင်ဆိုတဲ့ကိုကြီးတယောက်ကသူ့စစ်တုရင်ခုံကိုယူလာပေးပါတယ်။အမွာကလေးနှစ်ယောက်ရှိတဲ့ကလေးမိခင်တဦးကကူကီးတွေယူလာပေးပါတယ်။တချင်ကငြိမ်သက်နေတဲ့အေကန်ကအခုတော့စွညံသွားပါပြီ။အခုဆို6လရှိပါပြီ။စကားပြောကလပ်ကလူတွေဟာကလယ်ရာရဲ့အခန်းမှာအင်ကာနီအတိုင်းတွေ့ဆုံကြတယ်။ ကျွန်တော်စကားပြောကလပ်ကိုပုံမှန်လာသူက15ရောက်လောက်ရှိပါပြီ။အငိမ့်စားတွေ၊တူနာပြုတ်တွေ၊ကလန်ရာရဲ့အီးမေးလ်တွေအတွက်ကူညီပေးတဲ့ကောလိပ်ကျောင်းသားတယောက်လည်းပါပါတယ်။ကလန်ရာရဲ့တင်ပဆောင်ကအစ်စ်လည်းပိုကောင်းလာပါပြီ။အခုဆိုအေဂန်တီလမ်းလျှောက်လာနိုင်ပါပြီ။ဘင်ဆိုရဲ့အဖိုးကြီးရဲ့သားဟာဒီစကားပြောကလပ်ကြောင့်သူ့အဖေစီကိုပို့ပြီးမကြာခဏရောက်လာတတ်ပါတယ်။ လေးမွန်ရှိရဲ့အမေကလည်းစာရာရဲ့အဆက်အသွယ်နဲ့အလုပ်ရသွားပါပြီ။မာကိုကသူ့ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့အတွက်ငွေစုနေပါပြီ။ဒီမှာဘသူမှကမ္ဘာလောကကြီးကိုပြုပြင်ပြောင်းလဲနေတာမဟုတ်ပါဘူး။ကျွန်တော်တို့တွေကအတူရှိပေးနေကြရုံလေးပါ။နားထောင်ပေးနေကြတာပါ။ကိမှုတလုံးကိုမျှဝေနေကြတာပါ။အရန်တိတ်ဆိတ်သွားတဲ့ကဘာမှာကျဉ်နာမှုရဲ့အတန်ကိုနှင့်တင်နေကြတာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကမြို့တစ်ဖက်ချမ်းမှာရှိတဲ့ဘတ်စကားဂိတ်တစ်ခုမှာစိုင်းမုတ်တစ်ခုချိန်ထားတာတွေ့ခဲ့ရပါတယ်။စကားပြောကလပ်အပတ်စဉ်အင်္ဂါနေ့ပုံမြင်တစ်ခုယူလာခဲ့ပါတဲ့။တရားရောက်ကလည်းအဲ့ဒီမှာနောက်ထပ်စကားပြောကလပ်တစ်ခုကိုစတင်ခဲ့ပြီပေါ့။ကျွန်တော်သူမကိုပြောပြလိုက်တော့ကလရာကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပါတယ်။တွေ့လာဟင်နရီလို့သူမကပြောပါတယ်။တိတ်ဆိတ်တဲ့နေရာတွေက အတန်ဆထွက်ဖို့အတွက်တယောက်ယောက်ကအစပြုပေးဖို့ပဲလိုတာပါကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့အမှုရာတွေမလိုအပ်ပါဘူးနားထောင်ဖို့အတွက်အသင့်ရှိတဲ့နားနဲ့ထိုင်စရာထိုင်ကုန်လွတ်လွေတွေပဲလိုအပ်တာပါဘာလို့လဲဆိုတော့လူသားတယောက်အတွက်အထူးကြံဆုံးသောအတန်ဟာတိတ်ဆိတ်ခြင်းမဟုတ်ပါဘူးသူပြောတာကိုဂီယုတဆိုင်နားထောင်ပေးမဲ့သူမရှိဘူးလို့ထင်မြင်ယူဆတဲ့အတွေးအတာဖြစ်နေလို့ပါပဲ ဒီနေ့လဲကျွန်တော်ကလာရာနဲ့အတူထိုင်ပါဦးမယ်။ပြီးတော့သူပြောတာကိုနားထောင်ပေးပါမယ်။တကယ်ကိုနားထောင်ပေးပါမယ်။ဒါကပဲကျွန်တော်တို့လူလာတဲ့လက်ပနေထွေးတဲ့ကဘာတစ်ခုကိုတိဆောက်နေပါပဲ။တိတ်ဆိတ်အေးဆက်နေတဲ့အထီးကျန်ကာလာလေးတွေကိုနှွေးထွေးမှုနဲ့အစားထိုးရင်ပေါ့။ဆရာဦးပင်စောရဲ့ဘာသာပြန်ပို့စ်တစ်ခုကနေကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ နားဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်